တနင်္လာနေ့ပွဲသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ9ရက်နေ့အတွင်းမှာကံကောင်းမယ်လိုရာပြည့်စုံမယ်ဘဝတိုတက်မယ်လုပ်ငန်းမရှိသူလုပ်ရမယ်ရှိသူတိုတက်နိုင်မယ်ရည်ရည်မြုံနံမှုများမှကောင်းသောကျိုးဆက်ရရှိမယ်ကာလတန်ကြာဆိုင်ငံ့ထားတဲ့လုပ်တွေကိုလည်းပြန်လည်စတင်နိုင်တယ် ရှင်ပြန်မှုတွေမှာအောင်မြင်မယ်မူလလှုပ်ထားပြီးသားကိစ္စတွေနောက်တစ်ကြိမ်ပြန်လှုပ်ရလိမ့်မယ်အဲ့ဒီလှုပ်တဲ့အခါမှာလည်းကိုယ့်ဘက်ကအောင်မြင်ခြင်းကိုရဖို့တေချာဖို့အခွင့်အလမ်းနေရှိလာလိမ့်မယ်တရက်နေ့မှာအရာရာကောင်းသောနေထိုင်နဲ့တွေ့တဲ့တဲ့ကံပွင့်နဲ့နှစ်ရက်နေ့မှာမတော်တဆနေကြူဆိုင်ရမယ်အဲ့ဒီနေ့မှာရှင်ရနေရှင်ရနေသတိထားရမယ်တောင်ရက်ကိုတည်သွားစရာနေဖြစ်တတ်တဲ့နေ့စရနိုင်တဲ့တဏ္ဍာရီခွဲအတွင်းမှာသွားလာနေထိုင်ကြူဆိုင်ရမယ် သုံးရက်နေ့မှာတော့အညာဆိုးကင်းပြီးတော့ကောင်းသောနေထားတွတ်တက်တဲ့ခံနေပေါ်မယ်ဆုံးဖြတ်ချက်မှန်မယ်၄ရက်နေ့မှာရပိုင်ခွင့်နဲ့လဲဝဲပြန်ရမယ်ဘဝတွတ်တက်မယ်၅ရက်နေ့ကတော့အရာရာအောင်မြင်ခြင်းအစဉ်ပြေခြင်းတွတ်တက်ခြင်းတွေရှိမယ်၆ရက်နေ့မှာမတော်တဆထိခိုက်မှုတွေကိုစိုက်ရမယ်ရံပတိဖက်ကလေးနဲ့လည်းထိတိုက်တွေ့ရတတ်တယ်အရှင်းမြောက်ရကုန်တည်သွားစေရန်ရရှိတတ်တယ်မနေ့၄နိုင်ခွေနဲ့ 6နိုင်ကြညနေ4နိုင်ခွေနဲ့6နိုင်ကြကာလနှစ်ခုဟာအသွာလံကျူဆက်ရမယ့်အနေထားရှိ။နောက်9နိုင်မှာတော့စာရွက်စာတမ်းလက်မှတ်ထိုးတာဝင်ချိတ်ကိစ္စတောင်ယူရမှခဏလုံးဝမလုပ်ရအောင်။ဒီတပတ်တာကာလအတော်တွင်မှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းတယ်တွဲလို့လို့သူတို့နဲ့ပတ်သက်လို့ခေါ်မှာအချိုးရှိမယ် တနင်္ဂနွေနေ့သောကြာနေ့မွေးသူတွေနဲ့တွဲပြီးလုပ်တဲ့ကိစ္စတွေအနေနဲ့စိတ်အနှောင့်အယှက်တွေဖြစ်တတ်တယ်။နံပါတ်၈6ခန်းနေဂျိုးပေးတယ်။အ내ရောင်အပြာရင်ရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေတွေကိုဆောင်ရွက်ပါ။ပိုက်ဆံရေးထဲမှာရွှေရောင်တွေချိတ်တခုနဲ့ငွေရောင်တွေချိတ်တခုနဲ့တခုချိတ်တွေပြီးအိတ်ထဲထဲဆောင်ပြီး တပတ်တာကိစ္စကောင်းချင်းခံဓမ္မကိုရယူပါကျေးဇူးတင်ပါတယ်။သင်္ဃာနေ့မွေးသူအလုံးမင်္ဂလာပါ။2025မေလ10ရက်နေ့နေ့9ရက်နေ့တော်တွင်ကာလဟာကောင်းသောကံဓမ္မရှိတယ်။ဝေးကွာသူတွေနဲ့ပြန်လည်ဆုံစည်းမယ်။ခီးကိစ္စကြံစည်အောင်မြင်မယ်။ရတ္တနဲ့လူတွေပြန်လည်စတင်နိုင်တယ်။ပြည့်နေတဲ့လာကြောင်းတွေကိုပြန်ပွင့်မယ်။ ကာလရှိချက်ခက်ခဲနေတဲ့ကိစ္စတွေကိုပြေလည်အောင်ဖြေရှင်းပြီးတော့ဥတီချက်တဲ့နဲ့လောကံရမှထူးခြားသောဒုတက်မှုကိုရမယ်အမျိုးသမီးမင်းဆွေကြီးကဲဒုထာမကူညီရမယ်မြေတားရေရကံကောင်းမယ်စမ်းပွင့်မယ်တနည်းအားအရာရာဆင်ပြေသောနေထားနဲ့ဒုတက်တဲ့ကံပွင့်မယ်နှရက်နေမှာခီးကိစ္စဆင်ပြေမယ်မတော်တဆထိခိုက်မှန်တဲ့ကူးဆက်ရမယ်တောင်ရက်ကိုတီသွားစရာနေဖြစ်တတ်တယ်နေ့စနေနေ့တနင်္ဂနွေကြာအသွာလာကူးဆက်ရမယ် သောရနေ့ရတော့ငွေအခြေခံကောင်းခြင်းလက်ဖွင့်ခြင်းအရာရာဆင်ပြေခြင်းကိုကြောင်းမယ်။လေးရနေ့မှာရန်နောက်ဆက်တည်နဲ့ထိတ်တိုက်တွေ့မယ်။အတိုက်ခံများမယ်မှန်းနာနဲ့လက်တွေ့ကဟာမယ်။ငါးရနေ့ရတော့အရာရာကောင်းသောနေထိုင်နဲ့တွတ်တက်တဲ့ကံခြေနေတွေဘဝရည်မှန်းချက်စစ်တွေအောင်မြင်မယ်။၆ရနေ့ရမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတွတ်တက်ခြင်းကိုကြောင်းမယ်။သွန်လင်ကစားအဲ့ဒီနေ့မှာမတော်တဆအညစ်ဖြစ်တတ်တဲ့ယူဆက်ပဲခက်ရန်ဖြစ်မှုကိုလည်းရှောင်မှာအဲ့ဒီနေ့မှာ လဲတာပြူတာစဖြစ်ရင်အန္တရာယ်ကြီးတတ်တယ်။အသွမ်းလာနေထိုင်ုံလဲဂယူဆိုင်ရမှာပေါ့ရှေးမြောက်ရက်ကိုတည်သွားစရာနေရှိတတ်တယ်။မနေ့လေးနိုင်ခွဲနဲ့၆နိုင်အတွင်းမနေ့စောစောလမ်းလျှောက်သူတွေသွားလာအိမ်မှာဂယူဆိုင်ညနေလေးနိုင်ခွဲနဲ့၆နိုင်ကြားမှာလဲအသွမ်းလာနေထိုင်ဂယူဆိုင်ပြရမယ်။ခုနှစ်နေ့မှာတော့ထူးခြားတဲ့ကံကောင်းခြင်းနဲ့ဆင်ပြေခြင်းတွေရှိပြီးတော့အရာရာဆင်ပြေသွားမယ်။ဒီကာလအတော်အတွင်းမှာတနင်္လာနေ့ကနေ့သောကြနေ့မွေးစုတွေကောင်းကျိုးပေးပြီးတော့ ကြာသပတေးနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တယ်သူတို့နဲ့ပတ်သက်လို့စိတ်နှောင့်စိတ်တိဖြစ်တတ်တယ်6 4 5ငါးကနေ့နေချိုးပေးပါလေအပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုဝစ်စင်သွန်ဆွဲပြီးလို့ရှိရကိစ္စဆောင်ရွက်ပါပန်းရောင်နှင်းစီပန်းလေးတွေဖျားပူဇော်ပြီးလောရဆုတောင်းမှာထူးခြားစွာ ကောင်းခြင်းကံတွေရလာပါမယ်ယေရှုတင်ပါလေပုတ်ထုနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ရက်9ရက်နေ့ အတော်တွင်ကာလမှာရပိုင်ခွင့်တွေလည်းဝယ်ပြန်ရမယ်ခက်ခဲတဲ့ကိစ္စတွေပြေလည်အောင်ဖြေရှင်းနိုင်မယ်ရန်အလုံးကိုကြော်လွားပြီးဘဝတွတ်တဲ့မှုကိုရမယ်ကိုယ်ပိုင်ယက်တီချင်းနဲ့လောကန်ချင်းတို့ရဲ့နှစ်သာရကိုကြုံမယ်မထင်မှန်ပဲဆော်ရွက်လိုက်တဲ့ကိစ္စလေးတွေကနေမမျော်လင့်သောငွေချေးတိုက်တာနဲ့အောင်မြင်မှုလမ်းကြောင်းကိုပေါ်မယ်သူတစ်ပါးနဲ့မတူတဲ့ရှုတော့ကနေအငင်းခုန်တွေတိုက်ခတ်နေကြတဲ့ရကိုရွေးချတဲ့လမ်းကြောင်းကနေကိုရှေ့တိုးလို့တာနေတိုးတက်တဲ့နေထားကြရောက်မယ်အခြေရေးကံမကောင်းဘူးငွေချေးကံကောင်းမယ် လက်ဖွဲ့မယ်တရက်နေ့မှာတိုက်ခန့်ကြမှာတိုးတက်မှုကိုရရှိပြီးလိုရာပြည့်စုံမယ်နှစ်ရက်နေ့ကအရာရာဆင်ပြေခြင်းကံကောင်းခြင်းရှိမယ်ရန်တိုက်ခန့်များမယ်တောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်နေ့၁၂နိုင်နဲ့တနင်္ဂနွေတွေ့သွားလာကြည့်ဆက်၃ရက်နေ့မှာအလုံးစုံကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိမယ်၄ရက်နေ့မှာယဉ်ကျေးသူများနဲ့စကားများတတ်တယ်ပฏิပက္ခရှိတယ်၅ရက်နေ့အရာရာဆင်ပြေသောနေထိုင်နဲ့တိုးတက်တဲ့ကံတွေပေါ်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ် 6ရက်နေ့မှာအခက်ခဲကြတာတိုးတက်မယ်လိုရာပြည့်စုံမယ်တိုက်ခတ်တဲ့ဂျုံပြီးမှလိုရာစာနာပြည့်စုံခြင်းကိုရှုံမယ်မနေ့လေးနိုင်ခွဲနဲ့6နိုင်တွင်သွာလာကျူးဆိုင်မယ်ရှင်းမြောက်ရကုတ်တီသွာစံနေဖြစ်တတ်တယ်9ရက်နေ့မှာကောင်းသောကံပေါ်ပေါက်ခြင်းလိုရာစာနာပြည့်စုံခြင်းငွေချေလုံငန်းဘဝရည်မှန်းချက်အလုံးစုံကောင်းစွာစင်ပြေမှုနဲ့တိုးတက်မှုတွေကိုပေါ်ထွန်းပါလိမ့်မယ်တနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ် တနင်္လာနေ့ဂျာသာပလီနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနန်းချိုးပေးတဲ့အဖြူအစိမ့်မိကိုရောင်တို့ကိုဝစ်စင်သောဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်။စပယ်ပန်းဖျားကတ်လူပူဇော်ပြီးတော့လောရာဆူတောင်းရဲ့ဆူတောင်းပြေပါလိမ့်မယ်။ယေရှုတင်ပါတယ်။ဂျာသာပလီနေ့မွေးသူအားလုံးမင်္ဂလာပါ။2025မေလ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာအပြိုင်တိုက်ခံနေတဲ့ထိတ်တိုက်ရင်ဆိုင်ပြီးမ အတူရှိရပြည့်စုံမယ်မူလစီစဉ်တာတွေကို အကောင့်ထည့်ဖို့ရမှာနှောင့်နေမယ်အစီအစဉ်မရှိဘဲပေါ်ပေါက်လာတဲ့ခြေတွေကိုစနစ်တကျလေ့လာသုံးသပ်ပြီးဆုံးဖြတ်ရှည်ထိုးလုပ်ကံခြေတွေကတော့ထူးထူးခြားခြားအကျိုးပေးလိမ့်မယ်ခရီးပြည့်တဲ့သူတွေနဲ့တွေ့လိမ့်မယ်အခက်ခဲကြတဲ့ကထိုးပေါက်ပြီးရင်လည်းအောင်မြင်တဲ့ခံချမှာကိုရလိမ့်မယ်ကျမ်းမာရေးချူကြမယ်အနည်းမရှိဘူး ။ပွားနာသွားခိုက်ဖြစ်တတ်တယ်။အဆုတ်ရမိမှုတွေတွေဖြစ်တတ်တယ်။ဘေးဥပါတော့ကြာရောက်ခြင်းမရှိဘူး။ဒီနေ့မှာရံများမယ်တိုက်ခတ်များမယ်။နှစ်ရက်နေ့မှာအတိုက်ခံကြမှတိုးတက်မှုရှိမယ်။မတော်တဆနေရောတောင်ရက်ကိုတည်သွားစဉ်ဖြစ်တတ်တော့ဂယူဆန်ရမယ်။နေ၁၇နိုင်နဲ့တန်တန်ခွဲကြသွားလာဂယူဆန်။၃ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်လဲတောင်းဆိုရရှိနိုင်တယ်။အခက်အခဲတွေဖြေရှင်းနိုင်တယ်။၄ရက်နေ့မှာ ရှင်ပြိုင်မှုမှသမျှအောင်မြင်ခြင်းဘဝတိုးတက်ခြင်းကိုကြောင်းပဲ9ရက်နေ့မှာအတိုက်ခံနေကြတဲ့ဘဝလူရဆန္ဒပြည့်စုံခြင်းနဲ့တိုးတက်ခြင်းကိုရနိုင်မယ်6ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ်မတော်တဆအနေကူဆိုင်ရမယ်အရှင်းမြောက်ရကုန်တည်သွားစေအနေဖြစ်တတ်တယ်မနေ့၄နိုင်ခွဲနဲ့6နိုင်တွင်သွာလာကူဆိုင်ရမယ်9ရက်နေ့မှာ အတိုက်ခံအလုံးကိုကျော်လွှားမယ်။လိုရာဆန္ဒပြည့်စုံမယ်။ဝေကြီးကံစီဝဘဝကံပြုတ်တဲ့မှုအစဉ်စဉ်ကိုရရှိလိမ့်မယ်။ဇာတာပတိနေတောက်ကြနေစနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။ငါ၆၉ကနန်းနေကျိုးပေးတယ်။အနီရောင်ချက်သွေးရောင်ပတ်ရောင်တို့ကိုသုံးဆွဲပြီးလိုရာကိစ္စဆောင်ရွက်ပါ။ အနီအောင်ပန်းဖွင့်ဖျားခတ်လို့ရွေးလိုရာဆူတောင်းမှာကျေးဇူးတင်ပါတယ်